ပညာဘူမိတက္ကသိုလ်သုတဓမ္မဒီပလိုမာ level 2ဓမ္မအသီးဖြင့်အကျိုးစီစီနေမည်စာမျက်နှာနံပါတ်1လူဘဝရလာသူတိုင်းမိမိတို့ဘဝမှာအကျိုးရှိအောင်နေတတ်ဖို့လိုအပ်ပါတယ်အကျိုးဆိုတာအကျိုးဆိုတာဒိဋ္ဌဓမ္မိကအထမြတ်မဘဝမှာရတဲ့အကျိုးကတစ်မျိုးတံ္ဍရာယိကအထ တမလုံဘဝမှာရတဲ့အကျိုးကတစ်မျိုးလို့စာပေချမ်းကံမှာအကျိုးနှမျိုးကိုသတ်မှတ်ထားတာရှိတယ်။မြင်းမော့ဘဝအကျိုးဆိုတာဒီဘဝမှာစည်းစိမ်ဥစ္စာရတာလည်းအကျိုးပဲ၊ရာဓုကုံတင်ရတာလည်းအကျိုးပဲ။ထူးခြားတဲ့ဂုံအရေအသွေးတွေရတာလည်းအကျိုးပဲ။ချမ်းချမ်းသာသာနေလို့ရတာလည်းအကျိုးပဲလို့ပြောရမယ်။ တမ္မလုံဘဝအကျိုးဆိုတာနောက်နောက်ဘဝအများမှာရမယ့်အကျိုးဖြစ်တယ်လူတိုင်းလူတိုင်းဟာဒီဘဝမှာတင်အဆုံးသတ်ကြမှာမဟုတ်ဘူးတမ္မလုံဘဝဆိုတာရှိတယ်ဒါကြောင့်ဒီဘဝအရေးတင် မစင်စားသင့်ဘူးနောက်ဘဝအရေးဆိုတာကိုလည်းစဉ်းစားကြရမယ်နောက်ဘဝအတွက်စီးတဲ့စီးထိုက်တဲ့အကြောင်းတရားများစီအောင်လောက်မှာ ကောင်းတဲ့အကြောင်းတရားတွေမိမိတန်တာမှာရှိမှနောက်ဘဝမှာကောင်းကျိုးတွေရနိုင်မယ်မြင်မဘဝမှာရတဲ့အကျိုးနဲ့တမလုံးဘဝမှာရမယ့်အကျိုးဆိုတဲ့ဒီအကျိုးတရားနှစ်မျိုးစလုံးရဖို့ဆိုရင်ဓမ္မအတိနဲ့နေမှဖြစ်မယ်ဓမ္မအတိဆိုတဲ့နေရာမှာဓမ္မဆိုတာအမှန်အမှားကို ခွဲခြားသိနိုင်အောင်ဟောပြောထားတဲ့ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသုံးတဲ့ချက်ကိုခေါ်တယ်။အကောင်းအဆိုးနှမျိုးကိုပေးတတ်တဲ့သဘာဝအကြောင်းတွေရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုသိတာလေဓမ္မကိုသိတယ်လို့ပြောလို့ရတယ်။ဓမ္မအသည့်ဖြင့်ဘဝမှာအကျိုးရှိရှိနေဖို့အသိဉာဏ်ရှိရမယ်။ဘဝတစ်ခုရလာတဲ့အခါမှာနေပုံထိန်ပုံအမျိုးမျိုးရှိတယ်အကျိုးရှိတဲ့နေနီးရှိသလိုအကျိုးမဲ့စေတတ်တဲ့နေနီးလည်းရှိတယ် အချို့အချို့သောနေနည်းတွေကပိဿုပ်ဘဝပိဿုပ်ပံဘဝမှာတော့အကျိုးရှိပြီးတမလုံဘဝမှာအကျိုးမရှိတဲ့နေနည်းမျိုးဖြစ်တယ်ပိဿုပ်ပံတန္တရာနှဖြာလုံးအကျိုးရှိမဲ့နေနည်းမျိုးကိုဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒပေးထားတယ်လူတွေရဲ့လူတွေမှာမျက်စိနှလုံးရှိရတယ်လို့အတိညာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်ဗုဒ္ဓမြတ်စွာကအန္တတုတ်တာမှာဒွိစက္ခု မျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ်လို့ဟောထားတယ်။လူတိုင်းလူတိုင်းမှာမျက်စိနှလုံးရှိကြတယ်ပေါ့။ထို့အတူပဲအတိညာဏ်ကလည်းနှစ်ခုရှိရမယ်။နှစ်ခုရှိရမယ်ဆိုတာနှစ်ဖက်မြင်ရမယ်။တစ်ဖက်တည်းမမြင်ရဘူးလို့ဒီလိုဆိုလိုတာ။နှစ်ဖက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။လောကမှာလူရယ်လို့ဖြစ်လာတဲ့အခါ မရသေးတဲ့စီစဉ်ဥစ္စာတွေကိုရဖို့ရလာတဲ့စီစဉ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစီစဉ်ဥစ္စာတွေတိုးတက်ဖို့တည်မြဲတတ်တဲ့အတိညာမျက်စိတစ်လုံးရှိဖို့လိုတယ်။ဒါကဒီဘဝအကောင်းကျိုးအတွက်ဖြစ်တယ်။နောင်ဘဝအကောင်းကျိုးအတွက်လည်းပဲကုသိုလ်အကုသိုလ်အပြစ်ရှိတဲ့အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရင်းနဲ့ပတ်သက်ပြီးတည်တဲ့ဉာဏ်မျက်စိမျိုးကိုလည်းနောက်ထပ်လိုအပ်တယ်တဲ့ ။ဘာဖြစ်လို့လဲဆိုရင်တစ်ခုနဲ့တစ်ခုထိုင်းညီနိုင်မှ အကျိုးခိုင်မြဲမှဖြစ်လို့ပဲ။လောကမှာအကျိုးချီးပဲကြိုးစားမယ်ဆိုရင်တန်ត្រာအကျိုးကလွတ်သွားမယ်။ဒီလောကအကျိုးချီးပဲကြိုးစားမယ်ဆိုရင်တန်ត្រာအကျိုးကလွတ်သွားမယ်။ဒါကြောင့်လောကအကျိုးတန်ត្រာအကျိုးနှမျိုးလုံးရဖို့တစ်ခုနဲ့တစ်ခုထိုင်းညီပြီးကြိုးစားရမယ်။အတိနှမျိုးနဲ့ထိမ့်မှတ်ပေးရမယ်။ တနည်းအားဖြင့်ပြောမယ်မဆိုရင်လူတွေမှာ စီဝါဥစ္စာတွေတိုးတက်လာတော့လဲကိုကျင့်တရားကဆော့ရုပ်ပြက်ပြန်းနေလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာလည်းတဖြည်းဖြည်းဆော့ရုပ်သွားနိုင်တယ်။ဒါကြောင့်မို့စီဝါရဲ့ဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုကျင့်တရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ဒီလိုဆိုလိုတာနော်။နှစ်ဖက်လုံးတိုးတက်ကြည်ပွားအောင်ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ်တစ်ခုကိုဒီနေရာမှာမျက်စိနှလုံးလို့ခေါ်တာ စီးပွားရေးဖက်လက်တိုးတက်အောင်လုပ်နိုင်ရမယ်။စီးပွားရေးမျက်စိစီးရမယ်။ဓမ္မရင်းရာတွေကိုလည်းသိမြင်နိုင်တဲ့မျက်စိစီးရမယ်။ဓမ္မရင်းရာမျက်စိနဲ့စီးပွားရေးတိုးတက်လာမှုကိုအကြောင်းပြုပြီးအကျင့်စာရိတ္တတွေတိုးတက်ကောင်းဖို့တိုးတက်ကောင်းဖို့လောင်းထင်ကြီးရမယ်။စီးပွားရေးမျက်စိတော့ရှိပါရဲ့။ဓမ္မရင်းရာမျက်စိက မရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲ။ စီးပွားရေးရပြီးတော့ဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်။အဲဒါကိုထိန်းထားရမယ်။အဲဒီလိုထိန်းထားမှုမရှိဘူးဆိုရင်ကိုကျင့်တရားပြပြပြီးစီးပွားရေးလည်းကျဆင်းသွားတတ်တယ်။ကိုကျင့်တရားပြပြရင်ရလာတဲ့စီးပွားအဥ္စာဟာတည်မြဲမှုမရှိဘူး။ကြည့်လေလောကမှာတချို့ကစီးပွားအဥ္စာတော့တိုးတက်လာပါတယ်။ဒါပေမဲ့အကျင့်စာရိတ္တတွေယိုယင်းသွားလို့စီးပွားအဥ္စာပျက်စီးသွားတယ်။ဒါကြောင့်မို့ economic progress နဲ့ spiritual progress နှစ်မျိုးထည့်ညှိထားရမယ်ဒီနှစ်ခုကိုထည့်ညှိထားရင်စီးပွားတိုးတက်မှုလည်းခင်မြဲတယ်ကိုချင်းတရားလည်းခင်မြင်လာမယ်စီးပွားနဲ့ကိုချင်းတရားကို ထိမ့်မယ်ကိုချင်းတရားနဲ့စီးပွားကိုပြန်ထိမ့်မယ်နှစ်ဘက်နှစ်တန်းရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့အဲ့ဒီတောက်တာမှာဟောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ တန်တရာမှာနေတဲ့အခါချမ်းသာဒုက္ခဆိုတာကောင်းတဲ့အကြောင်းတရားတွေဆောင်ရွက်နိုင်မှရတာကိုဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုရင်ဘယ်လိုစဉ်းစားရမလဲမိမိကိုယ်ကို အမြဲတမ်းသက်ဆင်ခြင်ရမယ်အချက်တစ်ချက်ကကထံဘူတတမေရတ္တိဒီဝဝီတိဥတန်တိဘယ်လိုနီးနဲ့ငါမှာနေရင်ရက်တွေကုန်နေတယ်လဲ ။တနေ့တာအချိန်ကုန်သွားတယ်။လူဘွားဟာရက်တက်နေတာမဟုတ်ဘူး။လူဘွားရလာတဲ့နေ့ကစပြီးတရက်ပြီးတရက်တရက်ပြီးတရက်ကုန်ဆုံးနေတာ။တနေ့သားအရွယ်ကနေ၁၀နှစ်သားအရွယ်၁၀နှစ်သားအရွယ်ကနေအနည်း20အနည်း20ကနေ30 40 50ဒီလိုဖြစ်လာခဲ့ကြတာဒီလိုဖြတ်ကျော်လာခဲ့ရတဲ့နှစ်တွေဖြတ်တန်းလာခဲ့ရတဲ့လတွေဖြတ်တန်းလာခဲ့တဲ့ရက်တွေဖြတ်တန်းလာခဲ့တဲ့နာရီတွေမှာ ဘယ်ပုံပဲနီးငါမှာကုံဆုံးခဲ့တယ်လဲဒါကိုပြန်စဉ်းစားကြရမယ်ညက်စွာဖျားက ကထံဘုတ္တမေရတ္တိတိဝဝီတိဝတ္တန်တိဘလို့နီးနဲ့ဘလို့အကြောင်းတွေနဲ့နေ့တွေရက်တွေ ကုံလာကြတယ်လဲဆိုတာစဉ်းစားတွေ့တော့ကြည့်ရမယ်တဲ့စဉ်းစားကြည့်လိုက်ရင် အဖြေကထွက်လာမှာပဲအကျိုးရှိရှိအချိန်ကုံလာလားအကျိုးမဲ့အချိန်ကုံလာလားစဉ်းစားကြည့်ရမယ် လောကစည်းဝါးတဲ့အချိန်ကုန်တာလားဓမ္မရင်းရတဲ့အချိန်ကုန်တာလားဆိုတာကို ကိုယ့်ရဲ့အချိန်ကိုဇယားညီပြီးကြည့်လိုက်မယ်ဆိုရင်အချိန်ကိုဘယ်ပုံပဲနည်းအသုံးချခဲ့တယ်ဆိုတာအဖြေထွက်လာမှာပဲအဲ့ဒီအဖြေထွက်လာတဲ့အခါမှာခုနကလို့လောကအကျိုးဓမ္မအကျိုးမျက်မှောက်အကျိုးတန္တရာအကျိုးဒီအကျိုးနှမျိုးစလုံးအကျိုးရှိရှိကုန်ဖို့ရာရေးကြည့်တယ်ပိစုပန်အကျိုးတစ်ခုတည်း လုံမှန်းပြီးနေမယ်ဆိုရင်တန်တရာအကျိုးကလေးဟင်းသွားတတ်တယ်။မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်ဒီဘဝမှာချမ်းသာကြွယ်ဝပေမဲ့နောက်ဘဝမှာနစ်နာဆုံးဆုံးသွားနိုင်တယ်။ဒီတော့နှစ်ဖက်စလုံးကြည့်ရမယ်။ကိုယ့်ကိုယ်ကိုအမြင်နှမျိုးနဲ့ကြည့်ပြီးနေရက်တွေကို ကုံဆုံးစေရမယ်။ဒါနေပုံနေနည်းတစ်ခုပဲ။အဲ့တော့လောကမှာနေကြတဲ့အခါမှာအကျိုးရှိအောင်ဘယ်လိုနေမလဲဆိုတာသိဖို့လိုတယ်။ အကျိုးဆိုတာကောင်းကျိုးချမ်းသာကိုဆိုလိုတယ်။ကောင်းကျိုးချမ်းသာရဖို့ဆိုတာအချက်လေးချက်လိုအပ်တယ်။အချက်လေးချက်နဲ့ကိုယ့်ရဲ့စိတ်ကိုလေ့ကျင့်ပေးရမယ်။နံပါတ်1နိယမိတငါတန်တန်မှာကုသိုလ်စိတ်သာ ဖြစ်စေရမယ်လို့ဆုံးဖြတ်ထားရမယ်။ကုသိုလ်ဆိုတာအစိုးရတွေဖယ်ရှားပြီးအကောင်းတရားတွေကိုဖော်ဆောင်ပေးနိုင်တဲ့ဓမ္မမျိုးဖြစ်တယ်။ဒါကြောင့်မို့ကုသလကုသိုလ်ကုဆိုတာအစိုးရတွေကိုတလား ဖယ်ရှားပေးနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးကိုခေါ်တယ်။အဲဒီသဘာဝစွမ်းအားတွေဆိုတာဘာကိုပြောသလဲဆိုရင်အလောဘအာဒောတအမောဟတို့ကိုခေါ်တယ်။အလောဘဆိုတာကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်တဲ့စိတ်ထားဖြစ်တယ်။လောကမှာလူဆိုတာအပေါင်းအသင်းတွေနဲ့နေတဲ့အခါကိုယ့်ရဲ့ပစ္စည်းကိုဆော့ကင်မထားဘဲမျှဝေခံစားသုံးစွဲနိုင်ရမယ်။ စွန့်လွတ်နိုင်တဲ့စိတ်စိတ်ထားမျိုးထားနိုင်ရမယ်။အာရောဒါဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာဖြစ်တယ်။အာမောဟဆိုတာဘာကိုလောက်တင်တယ်လဲမလောက်တင်ဘူးလဲဆိုတာဆိုတာကိုသိတဲ့အတိမျိုးဖြစ်တယ်။အဲဒီသဘာဝတရားတွေကအဆိုးတရားတွေကိုဖယ်ရှားနိုင်တာမို့ကုသိုလ်လို့ခေါ်တယ်။အဲဒီကုသိုလ်တရားတွေကိုယ့်ရဲ့တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်။ငါတဏ္ဍာမှာကုသိုလ်စိတ်သာဖြစ်စေရမယ်လို့ဆုံးဖြတ်ချက်ချထားရမယ်။ ်တရားတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်တမာတိစွမ်းအားတွေဖြစ်စေရမယ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွမ်းအားတွေငါတန်တမှာ ဖြစ်စေရမယ်လို့စိတ်ထဲမှာတန်နေထန်ချထားရမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်အာကုသိုလ်အာကုသိုလ်မဖြစ်စေရဘူးဆိုပြီးတော့ determination လောက်တာဆုံးဖြတ်ချက်ချဆုံးဖြတ်ချက်ကို ပိုင်းနှိမ်စွာချမှတ်ထားရမယ်အဲ့ဒီလိုစိတ်ကို ်စောက်တီထားလိုက်မယ်ဆိုရင်တတိထားတတ်လာပြီးတော့စိတ်ဟာကောင်းတဲ့ဘက်ကိုဥတီလာတယ်နမနဲ့ကုသိုလ်စိတ်ဖြစ်ဖို့အတွက်သမှုဒါစာရအလေးအကျင့်လိုအပ်တယ်ဆိုပါစို့မနေ့အရာထားရင်မျက်နှာသိမ့်မယ်ဖျားရှိခိုးမယ်ဆိုတော့အလေးအကျင့်လောက်ထားရမယ်ဖျားရှိခိုးလို့ဖျားရှိခိုးပြီးလို့ဖျားရှိခိုးလို့ပြီးမှမနေ့စာစားမယ် ဘုရားမရှိခိုးဘဲနဲ့နာနဲ့စာမစားဘူးလို့အလင်းအကျင့်တစ်ခုထားရမယ်။နောက်မြစ်တာပုံမယ်ပေါ့။ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကနေစပြီးတော့တရဝရီကျမ်းမာကြပါစေဆိုပြီးတော့မေတ္တာပို့မယ်ပေါ့နော်ကိုယ်သူစိတ်ဖြစ်အောင်အလေးကျင့်ဆိုတာလုပ်ပေးရတယ်။ဘာပဲဖြစ်ဖြစ် လေးကျင့်တယ်ဆိုတာလောက်ကြရတာပဲ။မနေ့စောစောအယားထလမ်းဆောက်ကြတဲ့သူတွေဟာမမှန်လမ်းဆောက်ကြရတာပဲ ဒါလေ့ကျင့်ခန်းလောက်တာပါပဲဒီလိုလေ့ကျင့်ခန်းလောက်သလိုပဲနေ့စဉ်ဘဝမှာကုသိုလ်တွေရဖို့အတွက်လေ့ကျင့်ကြရမှာပဲမနေ့အချိန်မှာငါဘာလောက်ရမယ်နေ့လည်းနေ့လည်းအခါမှာငါဘာလောက်ရမယ်ဆိုပြီးလေ့ကျင့်ထားရင် အချိန်အားလို့ဆိုတာကုသိုလ်စိတ်တွေဖြစ်ကြရမှာပဲအရှင်မတွေဆိုရင်ဥမာဥပမာသမင်းချက်ရင်လဲသမင်းချက်ရင်လဲကုသိုလ်စိတ်တွေဖြစ်အောင်လေ့ကျင့်ထားရမယ် ငါချက်ထားတဲ့ထမင်းဟင်းတွေစားရင်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေအားလုံးချမ်းသာဒုက္ခတွေပြေဝကြပါစေလို့မေတ္တာထားကြရမယ်အများအတွက်ဆောင်ရွက်ပေးတဲ့စိတ်စေတနာဖြစ်တယ်မေတ္တာနဲ့တဏှာကမတူဘူးနော်အရက်ထဲမှာတော့မေတ္တာနဲ့တဏှာကိုရောထွေးပြီးတော့တုံ့တက်ကြတယ်မေတ္တာဆိုတာမိတ်ဆွေရဲ့အစိတ်တိုက်ကိုခေါ်တယ်ဒါကြောင့်မို့မေတ္တာဆိုတဲ့စကားလုံးဟာ မိတ္တကနေလာတာဖြစ်တယ်။မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေသူငယ်ချင်းဤဧတာသဘောတရားသည်မေတ္တာမေတ္တာဖြစ်သည်။မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းပေါ်ထားတဲ့စိတ်မျိုးဖြစ်တယ်။အဲဒီစိတ်မျိုးကိုသရဝတိုင်းရဲ့အပေါ်မှာထားနိုင်ရမယ်။မေတ္တာဆိုတာရင်ထဲနှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးအကျိုးလိုလားတဲ့စိတ်မျိုးကိုခေါ်တာဖြစ်တယ်။ မေတ္တာပွားမယ်ဆိုရင်လည်းဘယ်အချိန်မှမဆိုးပွားလို့ရတယ်။ဆိုပါစို့မေတ္တာစိတ်ဆိုတာမနှောကံပဲ။တခါတရံမှာကာယကံနဲ့ပြုရတဲ့မေတ္တာမျိုးရှိသလို ဝစီကံနဲ့ပြောရတဲ့မေတ္တာမျိုးလည်းရှိတယ်။မနှောကံမေတ္တာဆိုတာစိတ်ထဲကနေတရားတွေကျမ်းမာချမ်းသာကြပါစေဆိုပြီးပွားများတာဖြစ်တယ်။ကောင်းတဲ့အကြံဉာဏ်ပေးတာဟာဝစီကံမေတ္တာဖြစ်တယ်။လမ်းသွားရင် ဆူးတွေတွေ့လို့ဖယ်ရှားပေးမယ်ဆိုရင်ကာယကံမေတ္တာပေါ့အိမ်မှာအလောလောရင်းနဲ့အိမ်သူအိမ်သားတွေချမ်းသာစွာ နေထိုင်နိုင်ဖို့ကိုကြီးဆောင်ရွက်မယ်ဒါလည်းကာယကံမေတ္တာထားတာပဲလေအဲဒီလိုကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာနဲ့နေထိုင်တဲ့အတွက်အာဟုသူမဖြစ်ပဲကုသိုလ်နဲ့နေတယ်လို့ခေါ်တယ်အကျိုးရှိတဲ့နေနည်းဖြစ်တယ်ဝေယဝိသလောက်ရင်ကုသိုလ်ရနေတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးနေမယ်ဆိုရင်ကိုယ်တို့နဲ့နေတာပါပဲအချိန်ခါရွေးစရာမလိုပါဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်စိတ်ကိုညစ်မနေစေအောင်ထားတတ်ရမယ်ကိုယ်တဏ္ဍမှာကုသိုလ်တွေပဲများများဖြစ်စေရမယ်မေတ္တာစိတ်နဲ့လောကိန်ဆောင်ရွက်ပြောဆိုဆက်ဆံမယ်လို့ဆုံးဖြတ်ချက်ချထားလိုက်ပါနံပါတ်3ပရိနာမိတအမြဲတမ်းကိုယ့်ရဲ့ စိတ်ကိုမြဲတမ်းကိုယ့်ရဲ့စိတ်ကို ကောင်းတဲ့ဖက်ကိုပဲညှို့နေအောင်ထားပေးရမယ်။ဆိုပါစို့တယောက်တည်းအေးဆေးစွာနေမိရင်ဘာကိုတွေးသလဲဆိုတာပြန်ပြီးဆန်းစစ်ကြည့်ကိုယ်စိတ်ဟာကောင်းတဲ့ဘက်ကိုညှို့နေရမယ်။မကောင်းတဲ့ဘက်ကိုညှို့နေမိလို့ရှိရင် ကောင်းတဲ့ဘက်ကိုသတိထားပြီးညှို့မိအောင်ထိမ့်သိမ့်လေ့ကျင့်ပေးရမယ်။ကောင်းတဲ့ဘက်ကိုအမြဲတမ်းဥလှည့်ပေးရမယ်။မေတ္တာပွားများဖို့အတွက် ဥလဲ့ပေးရမယ်။ကောင်းကျိုးချမ်းသာလိုလားလို့ဖြစ်ဖို့အတွက်ဥလဲ့ပေးရမယ်။ကုသိုလ်ရဖို့ဥလဲ့ပေးရမယ်။ဒါလေးကျင့်ပေးရင်ရနိုင်တယ်။နမလေးအာဘုဇိတနှလုံးသွင်းတရားနှလုံးသွင်းဆင်ခြင်မှုကအလွန်ရေးကြီးတယ်။ဒါကိုမြတ်စွာဘုရားကယောနိတော်မနတိကာရလို့ပြောတယ်။မမှန်ကန်ကန်စဉ်းစားတာအတိညာနဲ့စဉ်းစားတာနှလုံးသွင်းမှုမံကန်တာ လိမ္မာပဏ္ဏစွာစဉ်းစားတာဒါကိုယောနိတော်မန္တတိကာရလို့ခေါ်တယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိတော်မန္တတိကာရမထတတ်လို့ရှိရင်ကုသိုလ်လုပ်နေတာတော့မှကုသိုလ်မရပဲဖြစ်တတ်တယ်။ဒါကြောင့်စာပေမှာရေကေစီကုသလာတံမံတပ်ပေတေယောနိတော်မန္တတိကာရမူလကတဲ့ကုသိုလ်မံမြယောနိတော်မနတိကာရပေါ်မှာအခြေခံတယ်လို့မြတ်စွာဘုရားကဟောထားတယ်။ဆိုပါစို့ မိမိတဏ္ဍမှာဒေါသထွက်နေတဲ့အခါမှာဉာဏ်ဉာဏ်တဏ္ဍစကားပြောမိတယ်။အဲ့ဒီအခါမိမိရဲ့စိတ်ထဲမှာတွေးကြည့်လိုက်စမ်းမှာဉာဏ်ဉာဏ်တဏ္ဍစကားကိုမိမိကိုယ်တိုင်တောင်မှမနစ်သက်ဘူး။သူ့ပြောရင်သူ့လည်းချိန်မှာမဟုတ်ဘူး။အဲ့တော့ချိုးချိုးသားသားပြောပြီးတော့ဖြောင်းပြမယ်ဒီလိုတွေးရမယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်ဉာဏ်ဉာဏ်တဏ္ဍပြောလိုက်တဲ့စကားဟာတစ်ဖက်သားကိုနူးညံ့မသွားစေဘူး။ကြံတန်းသွားစေတယ်။ပြောတဲ့ပုဂ္ဂိုလ်လည်းကြံတန်းသွားမယ်။ နားထောင်တဲ့ပုဂ္ဂိုလ်လည်းကျန်တန်းသွားမယ်။အဲ့ဒီနှစ်ခုကိုယောနိတောမန္တိကာရနဲ့စဉ်းစားလိုက်ရင်ကျန်ကျန်တန်းတန်းပြောတာကိုငါမကြိုက်သလိုသူလည်းပဲကြိုက်မှာမဟုတ်ဘူး။အဲ့ဒီတော့ငါကျန်းတန်းတဲ့ဇာတ်တွေကိုမပြောဘူး။နူးညံ့တဲ့ဇာတ်တွေကိုပြောမယ်။အကျိုးရှိအောင်ပြောမယ်လို့နှလုံးသွင်းဆင်ခြင်ရမယ်။ဒါကိုယောနိတောမန္တိကာရလို့ခေါ်တယ်။ဘယ်ရာပဲဖြစ်ဖြစ်တစ်ဖက်ကနေကြည့်ရင်ဒေါနာထွက်เสียဖြစ်ပေမဲ့ နောက်တစ်ဖက်ကကြည့်ရင်ဂျေဇုတင်စရာတွေဖြစ်တတ်တယ်။အဲတော့ဒေါသဖြစ်မဲ့ဘက်ကမစင်စားပဲဂျေဇုတင်စရာဘက်ကနေစင်စားရမယ်။အဲ့ဒီလိုစင်စားရင်ကိုယ်တဏ္ဍာမှာအမုန်းတရားတွေကင်းစင်သွားမယ်။ယင်းတဲ့နှလုံးထဲမှာအမုန်းကင်းနေရင်စိတ်ထဲနှလုံးထဲမှာငြိမ်းအေးနေမယ်။ဒါလက်တွေ့ရတဲ့အကျိုးတစ်ခုနော်။ဗုဒ္ဓမြတ်စွာဟောပြောထားတဲ့တရားဓမ္မတွေဟာလက်တွေ့ကျင့်သုံးရတဲ့နေနည်းတွေဖြစ်တယ်။ way of life ပေါ်ဘဝတစ်ခုဟာဘယ်ပုံပဲနည်းနေရမယ်ဆိုတာဗုဒ္ဓမြတ်စွာဟောတာဒါကြောင့်ကုသိုလ်တစ်ခုဖြစ်ဖို့ရာဟောဒီအချက်၄ချက်နဲ့ပြည့်စုံရမယ်တဲ့မိမိစိတ်ကိုအမြဲတမ်းကုသိုလ်စိတ်ဖြစ်စေရမယ်လို့တန်တဲ့ံချထားလိုက်ပါစိတ်ကိုကောင်းတဲ့ဘက်ကိုအမြဲတမ်းညှို့ထားပါကုသိုလ်အလုပ်ကိုအမြဲတမ်းလေ့ကျင့်ပေးပါနောက်ခုနောက်တစ်ခုကယောနိတော်မန္တိကာရထားပါ အဲ့ဒီအချက်တွေနဲ့ပြည့်စုံရင်အမြဲတမ်းကုသိုလ်စိုက်ဖြစ်နေမယ်။ကုသိုလ်တွေများလာခြင်းအဖြစ်ကောင်းကျိုးချမ်းသာတွေရလာမယ်။ဒီဝမှာလည်းကောင်းကျိုးချမ်းသာရရှိမယ်။နောက်ဝမှာလည်းကောင်းတဲ့အကျိုးကို ခံစားရမယ်။နောက်ဝလုံးအတွက်ကောင်းမွန်တဲ့တရားဖြစ်လို့ကုသိုလ်ဖြစ်အောင်မြန်မြန်လေ့ကျင့်ယူရမယ်။ယောနိသောမနတိကာရအလောက်တစ်ခုလောက်တဲ့နေရာမှာငါချီးပဲလောက်နေရတယ်။ ်သူကတော့ဘာမှမလုပ်ဘူးဆိုပြီးတော့ဒီစိတ်မျိုးထားလိုက်ရင်ပဲအာဟုသူဖြစ်သွားပြီနော်ဩငါလောက်ပေးလိုက်တဲ့အတွက်သူတို့လေးတွေအဆင်ပြေပြေဖြစ်သွားရပြီ ဆိုပြီးနှလုံးသွင်းလိုက်မယ်ဆိုရင်ကုသိုလ်စိတ်ကလေးရဲ့ကောင်းကျိုးချမ်းသာတွေရဲ့ရလာမှာပဲလူတဲ့တန်းတဲ့အခါမှာလဲအလူခံပုံကိုယ်တွေကို ကြည့်ပြီးတော့ဩလူရတန်းရတဲ့အတွက်ငါ့မှာကုသိုလ်တွေအများကြီးရပါလားဆိုပြီးတော့နှလုံးသွင်းမှန်ကန်စွာ ထားနိုင်ရမယ်တဲ့နှလုံးမသွင်းတတ်ရင်အာဟုသောပြစ်တွေဖြစ်လာနိုင်တယ်စိတ်ကို ဖြူစင်တန့်ရှင်းစွာထားနိုင်အောင်ကြိုးစားရမယ်လောဘနဲ့အောင်ထားရမယ်အများကောင်းကျိုးကိုဆောင်ရွက်နိုင်ရမယ်ကုသိုလ်နဲ့တွဲလာတဲ့စိတ်ဟာဘယ်တော့မှမငြိမ်နွမ်းဘူးလောဘနဲ့တွဲတဲ့စိတ်ဒေါသနဲ့တွဲလာတဲ့စိတ်ဟာငြိမ်နွမ်းတယ်ငြိမ်နွမ်းတတ်တယ်ဘယ်သူတရားပြက်ပြက်ကိုယ်မပြက်စေနဲ့ ဖရာအလုံးရဲ့စိတ်ဓာတ်ကိုကြည့်လိုက်ပါ950ဇန်နိပတ်ထဲမှာပုံနာတအူးရှိတယ်အဲ့ဒီပုံနာဟာရောက်တဲ့ကြသွားတဲ့အတွက်အပေါ်ပြန်မတက်နိုင်မဲရှိနေတယ်အဲ့ဒီခါမှာဖရာလုံးမြောင်မင်းကဒီပုံနာကိုကယ်တင်ပေးတယ်ရောက်တဲ့ကနေကိုရင်ကုန်းပိုးပြီးကယ်တင်ပေးရတာမော်လွန်အားကြီးတဲ့အတွက်အပေါ်ရောက်တဲ့အခါမှာပုံနာကြီးပေါင်ပေါ် ပုံနာကြီးရဲ့ပုံမော်ကိုဂုံအောင်ပြီးတော့ခနှိုက်နေတယ်။အဲဒီခါမှာပုံနာကြီးကစဉ်းစားလိုက်တယ်။ငါဟာဒီနေ့တော့ကံမကောင်းလို့ကြောက်ထက်ကြာသွားတဲ့အတွက်ဘာမှရှာဖွေလောက်ကင်လို့မရတော့ဘူး။ဒါကြောင့်အရင်ပြန်မှာဘာမှလက်ဆောင်ပါမသွားနိုင်ဖြစ်တယ်။ဘာမှလက်ဆောင်ပါမသွားနိုင်ဘူး။ငါစိတ်မှာအိုက်ပျော်နေတဲ့ညောင်မင်းကိုတတ်ပြီးအရင်ပြန်လက်ဆောင်အဖြစ်ယူသွားရမယ်လို့တွေးပြီးတော့ ်မြောက်မင်းရဲ့ဥကောင်းကိုဂဲနဲ့ထုတက်လိုက်ပါတယ်ဘုံနာကြီးဟာကြောက်ထက်ကြလို့အစာမစားရတာကြာပြီဖြစ်လို့မြောက်မင်းရဲ့ဥကောင်းကို ထုတ်လိုက်ရတဲ့အဆင်က မပြင်းပါဘူးအဲဒါကြောင့်ဖျားလုံးမြောက်မင်းရဲ့ဥကောင်းဟာကွဲယုံမဲ့ကွဲပြီးတော့တွေးတွေကြလာတယ်အဲဒီအခါမှာဖျားလုံးမြောက်မင်းဟာ ပုံနာအနီးပုံနာအနီးကနေအဝေးကိုထွက်ပြေးပြီးတော့ နီးရအပင်တပင်ပေါ်ကိုတက်ပြေးလိုက်ပါတယ်ပုံနာဟာအိမ်ပြန်ဖို့အတွက်လမ်းပြောင်းနေတယ်မြောင်မင်းကပဲအပင်ပေါ်ကနေသွေးဆက်တွေကျနေတဲ့လမ်းကြားထဲလမ်းကြားထဲကလမ်းပြပေးခဲ့တယ်ပုံနာဟာမြေပြင်ပေါ်မှာကျလာတဲ့မြောင်မင်းရဲ့သွေးဆက်တွေကိုကြည့်ပြီးလမ်းမှန်လျှောက်လို့အိမ်ပြန်ရောက်သွားခဲ့တယ်မဟာကပိဇာတက96 အဲ့ဒါကိုယ့်အပေါ်မှာမကောင်းပေမဲ့ကိုကကောင်းခဲ့တာဟာဖះလောင်းရစိတ်တပ်ပါအဲ့ဒီလိုဘွားတစ်ခုကိုရှောက်လိုင်းရမယ်အခုလိုဘွားမှာနေတဲ့အခါမှာစိတ်တရင်းရမှာကောင်းတာကိုအတူယူရမယ်လူဆိုတာစီဝါရေးမျက်စိလည်းရှိရမယ်ဓမ္မရေးရအသိဉာဏ်လည်းရှိရမယ်လူအသိဉာဏ်မှာနေတဲ့အခါမှာ စီဝါရေးမျက်စိမရှိလို့မရှိလို့လည်းမဖြစ်ဘူး တရားသဖြင့်သာစီးပွားရှာရမယ်ဓမ္မအသည့်ရှိတဲ့အတွက်လဲစီးပွားရှာတဲ့အခါမှာမကောင်းတာမှန်သမျှမလုပ်မိအောင်တရားနဲ့ထိန်းသွားနိုင်ရမယ်ထိုဘက်ကိုရလာတဲ့အကျိုးစီးပွားကိုလဲဓမ္မယလဒတရားသဖြင့်ရတဲ့အကျိုးစီးပွားလို့ဒီလိုဆိုလိုတယ်အဲ့ဒီတရားသဖြင့်ရလာတဲ့အကျိုးစီးပွားနဲ့ဓမ္မအသိဉာဏ်နဲ့နှစ်ခုပေါင်းပြီးမိမိကိုယ်တိုင်လဲချမ်းသာအောင်နေတယ် မိမိပအောင်ခြင်းကိုလည်းချမ်းသာအောင်ထားတယ်။မိဘကိုလည်းကျွေးမွေးဆောင်လျှောက်တယ်။ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်။မိမိကိုယ်ွယ်တဲ့ဘာသာတရားကိုလည်းထောက်ပံ့တယ်ဆိုတဲ့အလုပ်တွေလုပ်တာဟာဘဝမှာကောင်းတာတွေကိုလုပ်တယ်၊လုပ်နည်းဖြစ်တယ်။